မြန်မာနိုင်ငံကတဝယ်အထူးစီးပွားရေးစုံစီမံကိန်းကိုစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းအကောင်အထည်ဖော်မဲ့ပေါ်ကန့်ကွက်ကြောင်းတင်းနှိုင်းအခြေဆိုင်ရက်ဖက်အဖွဲ့ဆက်တဖွဲ့ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။နိုင်ငံရေးမတည်ငြိမ်ပဲတရားဥပဒေစိုးမိုးမှုမရှိတဲ့အခုလိုကာလမှာအကောင်အထည်ဖော်ဖို့ကြိုးပမ်းတာကိုလက်မခံနိုင်ဘူးလို့ကြေညာချက်မှာဖော်ပြထားပါတယ်။အခုလိုချိန်မှာဒီစီမံကိန်းသာအကောင်အထည်ပေါ်ခဲ့ရင် ဒေသခံတွေရဲ့အကျိုးစီးပွားထက်စစ်ကောင်စီအပါအဝင်ပူးပေါင်းလှုပ်ဆောင်မဲ့အဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားသာဖြစ်သွားနိုင်တယ်လို့ကန့်ကွက်ရမှာပါဝင်တဲ့မဂါအင်နရှီတီအဖွဲ့ကဒရိုက်တာမတ်ဆူဆူက RFA ကိုပြောပါတယ်ဒီချိန်မှာကျမတို့ကစီမံချက်တွေပေါ့နော်ဒီစမှုဆောင်စီမံကိန်းတွေဒီကောင်တဲ့ပေါ်မဲ့ဆိုလို့ရှိရင်တော့ ပလင်းမြေတာမှုနဲ့တောင်းတောင်းခံမှုဆိုရလဲလုံးဝရှိနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေထားမှာဒေတာခံရတဲ့တိုးစီးပွားကိုဘယ်လိုမျိုးဒီဟိုပါပေါ့နော်ဒီလုတ်ပေးနိုင်မှာလဲပေါ့အဓိကတော့ပလင်းမြေတာမှုနဲ့တောင်းယူတောင်းခံမှုမရှိဘူးဆိုလို့ရှိရင်တော့ဒေတာခံရတဲ့တိုးစီးပွားထက်ပေါ့နော်စစ်ကောင်စီနဲ့သူနဲ့ပူပေါင်းလှုပ်ဆောင်မဲ့ဒီဟာဒီအဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားတာလည်းပေါ့နော်ဒီဖြစ်နိုင်မယ်ပေါ့နော် ီစီမံကိန်းကိုစစ်ကောင်စီကအတင်းကျပ်အကောင့်ထယ်ဖို့ခဲ့မယ်ဆိုရင်လေဒေသခံတွေကလက်မခံတဲ့အတွက်နီလန်းပေါင်းစုံနဲ့ဆန့်ကျင်ကန့်ကွက်သွားမယ်လို့လည်းမတ်ဆူဆူကဆိုပါတယ်။တဝယ်အထူးစီးပွားရေးစုံစီမံကိန်းကိုအကောင့်ထယ်ဖို့ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ဒီသဘောတူညီချက်ဟာမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားထက်စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ရဲ့ဆက်ဆံရေးခိုင်မြဲဖို့အတွက်သာဖြစ်နေတယ်လို့ တဝက်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှုတပိတ်ကော်မတီဝင်တယောက်က RFA ကိုပြောပါတယ်လူဝါရှားကိုပုံပြီးတော့ဒီကိစ္စဆက်ဆံတယ်ဆိုတဲ့ပုံစံမျိုးတွေကကျွန်တော်တို့တွေ့လာရတယ်ဒါကဟိုပြည်သူလူထုရဲ့ချူစီဘွားအတွက်တစ်ခုမှမပါဘူးဆိုတဲ့ဟာကတော့ရဟုတ်ထင်တယ်ငါရှိလို့နေကြဒါတော့သူ့ရဲ့ဟိုစေးချူမြအတွက်သူ့ရဲ့ရုရှားဂျာမန်အဲ့ဒီစေးချူမြကိုထုတ်ပြပြူးနေသူဆက်ဆံကြီးပေါ့ဗျာအဲ့ဒီဆက်ဆံကြီးခိုင်မဲ့ဖို့အတွက်ပဲဒီဒီစမန်လေးကိုဒီရုရှားစီထုတ်အပ်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကနားလဲ ဒေသခံတွေကရင်းနှီးစိတ်ကန်းနဲ့အထူးစည်းဝါးရေးစုံစီမံကိန်းတွေကိုကန့်ကွက်နေတာမဟုတ်ဘဲစစ်ကောင်စီရဲ့တန်တမန်ရေးစစ်ရေးအကျိုးမြတ်အတွက်လှုံ့ဆော်နေတာကြောင့်ကန့်ကွက်တာလို့လဲသူကပြောပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကလည်းစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စည်းဝါးရေးနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေလုပ်မယ်ဆိုရင်ရရှိမှာနှစ်နိုင်ငံကြားအကျိုးစီးပွားရှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်းမတ်လ10ရက်နေ့ကရုရှားနိုင်ငံကိုစပေးပို့ပြီးတော့အတိပေးထားပါဗျ။ အန်ယူဂျီနိုင်ငံရဲ့ဝင်ကြီးဒေါ်စင်မအောင်ကစစ်ကောင်စီနဲ့ပြုလုပ်တဲ့ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တွေကိုအတိမတ်ပြုမှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။အဲပြည်သူလူထုရဲ့အဆိုအရပြန်လည်ပြီးတော့ပေါ့နော်။အဲဒီဒီမိုကရေစီမိကြရွေးကောက်တင်မြှောက်တဲ့အဆိုအရပြည်သူအဆိုအရပြန်အဖြစ်တာဝန်မယူနိုင်မချင်းဆောင်ရွက်မဲ့အဲရင်းနှီးမြှုပ်နှံမှုတွေသဘောတူစာချုပ်တွေကိုဟိုကျမတို့တွေကအတိမတ်ပြုမှာမဟုတ်ဘူးတရားလည်းမဝင်ဘူးဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ အဲဘူလေအာမခံမှာမဟုတ်ဘူးပေါ့နော်ဆိုတာတွေကကျမတို့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဲမူဝါဒတွေထဲမှာဖော်ပြပါရှိပြီးသားဖြစ်ပါတယ်ဒီအကြောင်းကြားစာနဲ့ပတ်သက်လို့ရုရှားဘက်ကဒီကနေ့ထိတစုံတရာအကြောင်းပြန်လာတာမရှိသေးဘူးလို့လည်းဝင်ကြီးဒေါ်စင်မအောင်ကပြောပါတယ်ရှင်